ဆက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေအကြောင်းအရာတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်ပေးပြီးတနည်းအားဖြင့်လိုက်မဖတ်ရှုနိုင်သူတွေနဲ့သတင်းတွေအခိုင်အမာတိဆောက်လူသူတွေထောက်ပံ့ဖြစ်စေရန်သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာမှဒီ what happens now ဆိုတဲ့အစီအစဉ်ကတော့လက်လုံးကဘာပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုစူးစီးမျှဝေခြင်းဖြစ်ပါတယ်။ဒီနေ့မှာကတော့ကျွန်တော်တို့ ဖတ်မိသိရှိထားတဲ့ US government shutdown နဲ့ပတ်သက်တဲ့အခြေအနေတွေကို what happens now အပိုင်း60ပြည့်မျှဝေသွားမှာဖြစ်ပါတယ်ဗျဒီလိုမျှဝေမဲ့ဒီအကြောင်းအရာတွေမှာကတော့ American အစိုးရလုပ်ငန်းချုပ်စတင်ရန်နာရခြင်းဒါမှမဟုတ် government shutdown စတင်အသက်ဝင်ခြင်းပြီးရင်တော့ shutdown အခြေအနေဘယ်ကစတာလဲအဲ့နောက်မှာ shutdown ကြောင့်အစိုးရဖွဲ့ဘာတွေဖြစ်သွားမလဲဘာတွေလှုပ်လာနိုင်လဲပြီးရင် American သမ္မတ Donald Trump နဲ့ shutdown ပေါ်ပြောကြားမှုနဲ့အစီအမံ အဲ့နောက်မှာတော့ shutdown ကြောင့်ဖြစ်လာနိုင်တဲ့ထိခိုက်နိုင်ခြင်းနဲ့နောက်ဆုံးမှာတော့ shutdown နဲ့ American တန်ယုံချင်းတွေကိုပေါင်းဆက်စုစည်းမျှဝေသွားမှာဖြစ်ပါတယ်ဗျ။ပထမဆုံးကတော့ American ဆိုရလုပ်ငန်းချုပ်စတင်ရနာရခြင်းသို့မဟုတ် government shutdown စတင်သက်ဝင်ခြင်းမှာ American Congress မှာ Republican နဲ့ Democrat အမတ်တီအသုံးစဲဥပဒေဂျမ်ဘောသဘောတူညီမှုမရဘဲဖြစ်နေခဲ့ကြပြီးတဲ့နောက်မှာ American ပြည်ထောင်စုသမ္မတ Donald Trump ရဲ့အဆိုအရကစက်တဘာ30ရက်ဒေသစံတော်ချိန်ညတကောင်ရင် ဂရင်းနစ်စံတော်ချိန်အော်တိုဘာ၁ရက်မနက်၄နာရီကနေစလို့အမေရိကန်အစိုးရရဲ့လုပ်ငန်းအချို့ကိုရပ်ဆိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့တော့ရှတ်ဒေါင်းကဘယ်ကနေစတာလဲ။ဆိုအထက်အနေနဲ့တော့ Obama Care လို့ခေါ်တဲ့ Affordable Care Act အဥပဒေအတွက်ကိုဆက်လက်ထောက်ပံ့မဲ့ရမငွေအသုံးစိတ်အပါအဝင်ကျန်းမာရေးစောင့်ရှောက်မှုအသုံးစိတ်အပေါ်ကိုသဘောတူညီမှုမရတာကနေပြီးတော့ စားခဲ့တယ်လို့သိရပါတယ်။သူကအစိုးရရန်နေရာကိုယာယီလေပတ်နိုင်ဖို့ကာလတော်အသုံးစရဥပဒေချမ်းကိုအမေရိကန်စီးနေလွှတ်တော်မှာအတီးပြုတ်နိုင်ခြင်းမရှိတာကြောင့်မလို့နိုင်ပိုင်းအကြာမှာပဲအစိုးရရန်နေရာရပ်ဆိုင်မှုစတင်ဖြစ်ပွားခဲ့တာပါ။ Republican စီးနေလွှတ်တော်အမတ်တွေကအစိုးရတင်သွင်းတဲ့ဆုံးဖြတ်ချက်မူကြမ်းကို Democrat တွေကဟန်တားခဲ့တဲ့အတွက်အဲ့ဒါကိုအတီးပြုတ်ဖို့လိုအပ်တဲ့ထောက်ခံပေး60ကိုပြည့်မီခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ခုနပတ်တာအသုံးစရတန်းတိုးနိုင်ဖို့အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြတဲ့အချိန်မှာထောက်ခံမဲ55မဲနဲ့ကန့်ကွက်မဲ45မဲရက်လက်ပေါ်ထွက်ခဲ့တာကြောင့်မလို့အနည်းဆုံးလိုအပ်တဲ့မဲအရည်တဲ့မဲအရည်အတွက်60ပြည့်မီခြင်းမရှိခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်အစောပိုင်းတုန်းကလည်း Republican နဲ့ Democrat တွေကြားမှာအပြန်အလှန်ပြစ်တင်ခဲ့ကြပြီးတော့အစိုးရရန်ရရဆိုင်သွားအောင်ဇူတင်းလုံးဆောင်နေကြတာလို့ပြန်လည်ဆွဆွဲမှုတွေရှိခဲ့ပါတယ်။ အခုလိုရက်ဆိုင်မှုက2018-19နောက်ပိုင်းပထမဆုံးချိန်ဆိုရလုပ်ငန်းတွေရက်ဆိုင်မှုဖြစ်ပြီးတော့အမေရိကန်ဆိုရရဲ့လုပ်ငန်းအားလုံးမဟုတ်ပေမဲ့ဒီမိန့်ကြောင့်အချို့လုပ်ငန်းတွေခက်တာရက်ဆိုင်သွားကြမှာဖြစ်ပါတယ်။ပထမတော့ကတမိုင်းမှာအကြဆုံးအဆိုရလုပ်ငန်းရက်ဆိုင်မှုအဖြစ်35ရက်ကြာလုပ်ငန်းတွေရက်ဆိုင်ခဲ့ရတာက2018အကုန်2019ဆန်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ်အမေရိကန်သမိုင်းတခြားမှာအစိုးရဆက်ဆက်ဟာရှတ်ဒေါင်းတွေကြုံခဲ့ပူးပြီးတော့လက်ရှိမှတ်တမ်းတွေရဆိုလို့ရှိရင်လက်ရှိရှတ်ဒေါင်းက17ချိန်မြောက်ဖြစ်တယ်လို့သိရပါတယ်ဆွေးနွေးမှုတွေရှင်းမဆက်နိုင်ဖြစ်ရတဲ့အတွက် Trump ကဒီမိုကရက်တွေကိုဝေဖန်ထားပါတယ်တိုးတက်မှုရှိတဲ့ဦးစားပေးအလုပ်တွေကိုပြစ်မှတ်ထားပြီးတော့ပြည်သူပိုင်ခံနာနဲ့အလုပ်တွေရန်နာရတဲ့အခြေအနေတွေဖြစ်ပေါ်တဲ့အစိုးရရန်နေရရက်ဆိုင်နေခြင်းအတွင်းမှာဒီမိုကရက်တစ်ပါတီကိုရောအဲ့ဒီပါတီထောက်ခံသူတွေရောအဖြစ်ပေးမယ်လို့ Trump ရဲ့ချိန်ချောက်မှုရှိထားပါတယ် ဒါဆိုရင်ရှတ်ဒေါင်းကြောင့်ဆိုးရွားဖွဲ့ဘာတွေဖြစ်သွားမလဲဘာတွေလှုပ်လာနိုင်လဲဆိုတာကိုကျွန်တော်တို့ပြည်တွင်းကောပြည်ပကောတုံသက်သူတွေရေးသားတွေတွေသတင်းတွေပေါ်မှာစုစည်းပြီးပြန်မျှဝေရရင်တုံသက်သူတွေကစစ်သားတွေကစက်တောင်အထမ်းဆောင်ပေးမယ်အချို့သောအဖွဲ့ဝင်တပ်ဖွဲ့ဝင်တွေကိုနားနေခွင့်ပြုလာတွေလှုပ်လာနိုင်တယ်ပြည်ထရေးနေဆက်ထိန်းချုပ်ရေးနဲ့ရင်းအချင်းထောင်စတဲ့အရေးကြီးတဲ့လုပ်ငန်းတွေကတော့ဆက်လက်လှုပ်ဆောင်နေပွဲရှိတယ် စုအကြံပေးအစီအစဉ်တွေကလည်းဆက်လှုပ်ဆောင်နေပွဲရှိတယ်။သူတေသနာစစ်ဆေးရေးနဲ့စီမံခန့်ခွဲမှုလုပ်ငန်းအချို့တော့ရပ်တန့်သွားနိုင်တယ်။ပြီးတော့လေကြောင်းနဲ့ခီးတဲ့ဝန်ဆောင်မှုတည်ယူပို့ဆောင်ရေးလုံခြုံရေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ထမ်းတွေလေကြောင်းထိန်းသိမ်းဆိုင်ရာဝန်ထမ်းတွေကအလုပ်ဆက်လုပ်နေရမယ်။အချို့လာစာရကြမှာရမယ်။စစ်စေးရေးလိုင်စင်ထုတ်တဲ့လုပ်ငန်းတွေရပ်တန့်သွားနိုင်တယ်။ပြီးတော့အမျိုးသားပန်းချံနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအများစုပိတ်သွားမယ်။သို့မဟုတ်ဝန်ဆောင်မှုကိုအလွန်အကန့်အသတ်ပေးပြီးတော့လှုပ်ဆောင်နေပွဲရှိရဲ့။ ပြည်တမွေးဝန်ချောင်းထောက်ပံ့နေကတော့မဖြစ်စလောက်ပဲဆက်ပြီးနေပြီးတော့ကျန်တာတွေကဆိုင်းငံ့တာတွေစောင့်ဆိုင်းရတာတွေဖြစ်လာနိုင်တယ်လို့ခံမှန်းကြပါတယ်ဒီရဆိုင်မှုကအစိုးရရဲ့လုပ်ငန်းချို့ဆက်မလဲပတ်တော့ပဲယာယီရဆိုင်သွားစီမဲ့အပြင်တိမ့်နဲ့ချီတဲ့အစိုးရအလုပ်သမားတွေရဲ့လစာတွေလည်းဆိုင်းငံ့ကောင်ဆိုင်းငံ့သွားမှာဖြစ်တယ်လို့ဆိုပါတယ် သုံးသပ်မှုအချို့ကတော့ဆိုရရှက်တောင်းဖြစ်သွားတဲ့အချိန်မှာအချို့အချင်းစီလုပ်ငန်းတွေကချက်ချင်းရက်ရတယ်။မဖက်ဒရယ်ဆိုရအလောက်ကံပန်းချန်တွေပြတိုက်တွေအများပြည်သူလေပတ်တဲ့နေရာတွေကတော့ချက်ချင်းပိတ်သွားမယ်။ပြီးရင်ရှက်တောင်းကာလအတွင်းမှာသက်ဆိုင်ရာဝန်ထမ်းတွေကိုလည်းခွင့်သက်မှတ်ပေးဖို့ရှိတယ်။မဖြစ်မနေဆက်လေပတ်ရမယ့်ဌာနတွေကတော့အလုံးလုံးနေရင်တောင်မှရှက်တောင်းဖြစ်နေစဉ်ကာလအတွင်းမှာအဲ့ဖက်ဒရယ်ဝန်ထမ်းအချို့ကလောက်ခမရပဲဖြစ်နေနိုင်တယ်။ကိုယ်ပိုင်ဝင်ငွေပြန်ရှာပြီးလေပတ်နိုင်တဲ့ဌာနတွေကတော့ဒါကသူက၈၀သွားနေဖို့ရှိတယ် ပြီးရင်လူမှုဖွံ့ဖြိုးရေးနဲ့ကျန်းမာရေးလုပ်ငန်းတွေကတော့မဖြစ်မနေသတ်မှတ်ထားတဲ့အသုံးအသုံးစိမ့်နဲ့ပဲလေပတ်နေရမယ်ပြီးရင်မရှိမဖြစ်လို့ယူဆထားတဲ့ဌာနတွေကဝန်ထမ်းတွေကအလုတ်ခွင်တောင်းဆက်ပြီးထမ်းဆောင်နေရမယ်အဲ့ဒီမရှိမဖြစ်လို့ယူဆထားတဲ့ဌာနတွေထဲမှာဘာတွေပါနိုင်လဲဆိုတော့စစ်မှုထမ်းတွေဒီကြောင့်ထိန်းသိမ်းမျှော်စင်ဝန်ထမ်းတွေ Federal ထောက်လှမ်းရေး Bureau တွေတမရရဲ့လုံခြုံရေးကိုတောင်းယူတဲ့လှုပ်ဝဲ Agent အဖွဲ့တွေလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဝန်ထမ်းတွေစတဲ့ဌာနမျိုးတွေပါဝင်နိုင်တယ်လို့ဆိုပါတယ် ဖက်ဒရယ်အစိုးရလက်အောက်ခံတရားရုံးတွေကတော့အရင်ရမုံငွေကိုတုံးပြီးတော့ဆက်လေပတ်နိုင်ွယ်ရှိတယ်။ဒါပေမဲ့ရှက်တောင်းကာလကြာလာရင်တော့အမှုဆက်စေးတာတွေနှောင့်နှေးသွားနိုင်တယ်။တရားသူကြီးတွေကတော့လစာရနေနိုင်ပေမဲ့ဝန်ထမ်းအများပြားကခွင့်ရသက်မှတ်ခံရွယ်ရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ပြီးသွားတော့အမေရိကန်သမ္မတတော်နဲ့ထရန့်ရဲ့ရှက်တောင်းပေါ်ပြောကြားမှုနဲ့အစီအမံတွေကိုတစ်ချက်ကြည့်ရရင်အမေရိကန်သမ္မတတော်နဲ့ထရန့်ကသူ့ရဲ့ပထမတက်တန်း၄နှစ်အတွင်းမှာတော့ကလည်းရှက်တောင်းနှစ်ကြိမ်ကြုံခဲ့ဘူးတယ်လို့သိရပါတယ် တမိုင်းမှာတော့ရှက်ဒေါင်းသုံးချိန်ကျုံခဲ့ဘူးတာဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သမ္မတရော်နယ်ရေဂင်ရဲ့နှစ်ဦးရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ရော်နယ်ရေဂင်လက်ထက်တုန်းကတော့ရှက်ဒေါင်းသုံးချိန်ရဲ့စုစုပေါင်းကြာမြင့်ချိန်က48နာရီတောင်မပြည့်ဘူးလို့သိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့အစိုးရဝန်ထမ်းတွေကိုအစုလိုက်ပြုံလိုက်တောင်းဝန်ကနေရက်ဆိုင်အနာပေးမှုကိုဆောင်ရွက်ဖို့ရမုံငွေထောက်ပံ့မှုပြတ်တောက်သွားတာကိုအသုံးပြုဆောင်ရွက်သွားမယ်လို့ချိန်ချောက်ပြောကြားထားပြီးတော့ ဆိုတော့ဝန်ထမ်းတွေကိုပြန်လဲခံထားမှုမပြုတ်နိုင်တော့တဲ့အစုလိုက်ပြုံလိုက်အလုပ်ထုတ်ပစ်တာတွေအထိပြုတ်သွားမယ်လို့ချိန်ချောက်မှုတွေရှိထားကြောင်းသိရပါတယ်။ Trump ကသမရယုံမှသတင်းထောက်တွေကိုပြောကြားတဲ့နေရာမှာသူတို့ကလူအများကြီးကိုအလုံနာခံရတော့မှာဖြစ်တဲ့ဒါဟာတက်ရောက်မှုအလွန်ကြီးတယ်။အဲ့လိုအလုံရနာရမဲ့သူတွေကဒီမိုကရက်တီဖြစ်မှာပါလို့ပြောသွားခဲ့ပြီးတော့လုံငန်းလက်ပတ်တွေရဆိုင်တာတွေနဲ့အတူကောင်းတဲ့အရာတွေလည်းအများကြီးရှိလာနိုင်တယ်။ဒီလိုအလုပ်တွေရနာနာရနာထားရတဲ့အချိန်မှာ သူတို့အလိုမရှိတဲ့အရာတွေကိုရှင်းထုတ်ပြရမယ်ရှင်းထုတ်ပြရမယ်သူတွေကဒီမိုကရက်တစ်နဲ့တက်ဆိုင်တာတွေပဲဖြစ်မယ်လို့ပြောကြားသွားခဲ့တယ်လို့သိရပါတယ်ပြီးတော့ရှက်တောင်းကြောင့်ဖြစ်လာနိုင်တဲ့ထိခိုက်နိုင်ခြေပါဆိုတော့မရှိမဖြစ်လိုအပ်တဲ့အစိုးရဝန်ထမ်းတွေကပုံမှန်အတိုင်းဆက်လုပ်ဆောင်ရမှာဖြစ်နေပြီမဲ့သူတို့တွေထဲကအချို့ကလာစာရမှာမဟုတ်ပါဘူးကျန်တဲ့ဝန်ထမ်းတွေအနေနဲ့ကတော့လာစာမဲ့ခွင့်တဲ့အလုပ်ကနေရပ်နားနေကြရမှာပါ အစိုးရရန်နေရာကြီးတစ်ခုလုံးရက်တန့်သွားတာမျိုးမဟုတ်ပေမဲ့ကျင့်တဲ့နဲ့လုပ်ငန်းအချို့ရှိနေမှာဖြစ်ပါတယ်ပြီးတော့ agency က federal ကခန့်ထားတဲ့အဓိကလိုအပ်ချက်မဟုတ်တဲ့ဝန်ထမ်းတွေကအဓိကသက်ဆိုင်လာမှာဖြစ်ပါတယ်အချို့သောဝန်ထမ်းတွေကတော့လောလောဆယ်လာစားမရနိုင်ဘူး budget ပြတ်ကြရင်ရမယ်မကြရင်အလုပ်ကရှင်းနိုင်ရမယ်သဘောရှိနေပါတယ်အစိုးရနဲ့စာချုပ်ချုပ်ထားတဲ့ contractor တွေကတော့ငွေပေးချေမှုတွေနှောင့်နှေးတာတွေဂျုံရမယ်ပြီးသွားရင်ပေးချေမှုနဲ့ပတ်သက်ပြီးတော့ ဒီ budget အစီအမံတွေကိုစောင့်နေရတဲ့အတွက်ရှုပ်ထွေးမှုတွေအများအပြားရှိလာနိုင်ွယ်ရှိပါတယ်။ American Sua Agency ဖြစ်တဲ့ Federal Aviation Administration ကတော့ဝန်ထမ်းတောင်းတထောင်ကျော်ကိုနားနေခွင့်ပြုလာတယ်လို့မယ်။ကျမိုင်းဌာနကဝန်ထမ်း47ရာခိုင်နှုန်းလောက် နားနေခွင့်ပြုလာတယ်လို့မယ်။ Federal ဝန်ထမ်းထောင်ချီကိုအလုပ်ပိတ်စေပြီးတော့ American စီးပွားရေးကိုပါတွားရောက်ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။လက်တလောကမာကိုပဲ Store Share နဲ့ပတ်သက်လို့ထိခိုက်မှုတွေရှိလာနေပြီဖြစ်ပါတယ်။အရေးကြီးဝန်ဆောင်မှု လုံခြုံရေးစစ်ဆေးဘက်စရာတွေကတော့ဆက်လုံနေပွဲရှိတယ်အခြားအများစုဝင်ဆောင်မှုတွေကအချိန်ပိုင်းရက်တက်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်လောလောဆယ်ဝန်ထမ်း3400လောက်ထိခိုက်မယ်လို့ခန့်မှန်းတွက်ချက်ထားတယ်လို့သိရပါတယ်ပြီးတော့အမေရိကန်လွှတ်တော်ဘတ်ဂျက်ရုံးကတော့ခွင့်ပေးထားတဲ့ဝန်ထမ်းတွေရဲ့လစာတစ်ခုတည်းအတွက်ကတည်းကဒေါ်လာတန်း400လောက်ကုန်ကျနိုင်တယ်လို့ခန့်မှန်းထားကြောင်းလည်းသိရပါတယ် 2018အကုန်မှာဖြစ်ခဲ့တဲ့ shutdown အပြီးမှာတတ်မှတ်လိုက်တဲ့ဥပဒေသစ်အရတော့ shutdown ကာလအတွင်းအလုပ်ဆင်းခဲ့တဲ့ဝန်ထမ်းတွေကအဲ့ဒီကာလပြီးဆုံးတဲ့အခါကိုပြီးဆုံးတဲ့အခါမှာလစာအပြည့်အဝပြန်လည်ရရှိနိုင်မှာ ဖြစ်တယ်လို့တော့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့လေ့လာမှတ်မိထားတဲ့အကြောင်းအရာတွေတဲ့ကနောက်ဆုံးကြောင်းအရာကတော့ shutdown နဲ့ American တန်ယုံမှာအခုလိုဖြစ်စဉ်တွေအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာ American တန်ယုံရဲ့ Facebook စာမျက်နှာကကြီးညာချက်တည်းရထုတ်ပြန်ခဲ့ရပါတယ်။အဲ့ဒါကတော့ အောက်တိုဘာ၁ရက်နေ့နေ့လယ်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်သူရဲ့ကြေညာချက်မှာဗဏ္ဍာငွေရာသားမှုအတည်ပြုချက်မရသေးတဲ့ဂျားကာလာမှာပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးတဲ့အတွက်ကြောင့်ဘေးအနေနဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်လက် တွေကလွဲပြီးဒီ Facebook အကောင့်မှာအကြောင်းအရာသစ်တွေထပ်ပြီးတင်မှာမဟုတ်ဘူးအခုချိန်မှာဗဏ္ဍာငွေယာတာမှုအတည်ပြုချက်မရသေးတဲ့ကြားကာလအတွင်း American ပြည်ထောင်စုနဲ့ပြည်ပမှာရှိတဲ့ American တန်ယုံ ကောင်စစ်ဝင်ရုံးတွေမှာရချင်းယူထားတဲ့နိုင်ငံကူးလက်မှတ် passport နဲ့ visa ဝန်ဆောင်မှုတွေကိုအချိန်နှီးခွင့်ပြုချက်အရဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝမဆောင်ရွက်နိုင်သေးတဲ့ကာလအတွင်းမှာဘေးရန်တွေနဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်လက်တွေကလွဲပြီးတော့ဒီအကောင့်မှာအကြောင်းအရာတစ်တွေကိုထပ်ပြီးတင်မှာမဟုတ်ဘူးသူတို့ရဲ့ဝန်ဆောင်မှုနဲ့လုပ်ငန်းဆောင်ရွက်မှုအချိန်နှီးဆိုင်ရာအချက်လက်တွေအတွက် travel.state.gov government မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဖော်ပြခဲ့ကြောင်းသိရပါတယ်။ဟုတ်ကဲ့အခုကတော့ဒါကျွန်တော်တို့လက်တလုံးမှာစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်တဲ့ American အစိုးရရဲ့လုပ်ငန်းအချို့ရန်နာရပွဲရှိတဲ့အခြေအနေ American Government Shutdown နဲ့ပတ်သက်လို့ကျွန်တော်တို့ဖက်မိသိရှိတွေ့မိသမျှကိုပြန်လည်မျှဝေခြင်းဖြစ်ပါလေဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်